ားလုံးမင်္ဂလာပါ Soccer House ရဲ့ Fantasy Premier League ခဏလေးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ season လေးမစတင်ပြီကျွန်တော်တို့ရဲ့ Soccer House Fantasy Premier League ရဲ့ standing လေးကိုကျွန်တော်တင်ဆက်ပေးကြပါမယ်ခင်ဗျာအဲဒီတစ်ပတ်မှာတော့ဒါထိတ်ဆုံးနေရာမှာဥဆောင်နေတဲ့အဲ Fantasy Premier League အသင်းရဲ့နာမည်ရောက်ဒါ Player T ဆိုတဲ့ဒီ brother တော့429မှတ်နဲ့ထိတ်ဆုံးမှာဥဆောင်နေပြီးတော့ဒုတိယနေရာမှာတော့ Barmis Ghana ဆိုတဲ့ ဒီ brother တော့426နဲ့ဒါဒုတိယနေရာမှာဥဆောင်နေပါတယ်ဒါတတိယနေရာမှာတော့ဒါပြီးခဲ့တဲ့အပတ်ကထိတ်ဆုံးနေရာမှာဥဆောင်နေတဲ့ brother တော့ဒါအဆင့်3ထိကိုကျသွားပြီးတော့ဒီ brother တော့ဒါ99 T နာမည်နဲ့ပေါ့နော်ဒီ brother တော့420 ငားမှတ်နဲ့ဒါဥဆောင်နေပါလေဗျာအဲကျွန်တော်ဒါထိတ်ဆုံး၃ဦးကိုပြန်ကြည့်လိုက်ရဆိုတော့ဒါရမှတ်ကွာမှုက၄မှတ်သာရှိပြီးတော့ကျွန်တော်တို့ဘာဖြစ်လို့ဒီလိုမျိုး standing ကိုပြောနေရလဲဆိုတော့ဒါ week in week out ကိုဒါအောက်ကဟို fantasy ဂျာကြီးလေကျွန်တော်တို့ဒါဘယ်လိုပြောမလဲ motivate ရအောင်ပေါ့လေအဲ့ဒါကျွန်တော်တို့ဒါဘယ်လိုကြော်ဖြတ်သွားမလဲဘယ်လိုရမှတ်ကောင်းအောင်လုပ်မလဲဆိုတော့ကျွန်တော်အရင်ဆုံးဒါကိုပြောပြနေခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဆက်တင်လိုက်ပါတော့မယ်အဲအရင်ဆုံးပေါ့နော်ဒါ fantasy premier league ကဏ္ဍမှာကိုကျွန်တော်တို့ တင်ဆက်ပေးနေကြတာညီလေးပြဖြုံးနဲ့အတူဒါ special guest ဖြစ်တဲ့ညီလေးတယောက်လည်းဒီတစ်ပတ်မှာတော့ပေါင်းဝင်သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါအရင်ဆုံးအနေနဲ့ဒါညီလေးရပဲဒါစကောက်ဒါပြည့်သက်တွေသိအောင်ပေါ့လေဒါညီလေးရဲ့နာမည်တွေဟိုပိတ်တွေပေါ့လေအဲ့ဒါအရင်ဆုံးဒါညီလေးမိတ်ဆက်ပေးပါအောင်ဗျာအားလုံးပဲမြင်လာဗျာကျွန်တော်ကတော့ fantasy vice ကို page ရဲ့အ FA arena မြန်မာ FAN ပေါ့နော်အဲ Facebook page နဲ့ YouTube channel ရဲ့ admin ဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါညီလေးဒါအရင်ဆုံးပေါ်တော့ဒါညီလေးကိုမေးချင်တာပေါ့လေဒါညီလေးဒါ fantasy ပြင်းများလေးကို ဒါဘယ်နှခုနှစ်ကစပြီးကစားတာလဲနောက်ပြီးတော့ဒါညီလေးရဲ့ပိတ်ကိုဘယ်တော့မှစပြီးတီထောင်ခဲ့တာလဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒါစောကောပြည်သက်တွေတည်အောင်ရေးတော့မျှော်ပေးပါဦးဟုတ်ကဲ့ကျွန်တော်ကဟိုအဆဆော့အားကြတော့အဲကျွန်တော်တငယ်ချင်းကမိတ်ဆက်ပေးရပြတာ2019လောက်ကအဲတုန်းကကြတော့ကောင်းကောင်းမဆော့တတ်သေးဘူးပြီးတော့အရင်ကြီးလဲစိတ်မဝင်စားသေးဘူးဒီခုနှစ်ပိုင်းနေလောက်ကအဲအဲ့တော့ဘယ်လိုလဲဆိုအမှတ်က1300လောက်နဲ့ပြီးသွားတယ်။နောက်နေ့ဆိုလဲ1600လောက်နဲ့ပြီးသွားတယ်။အဲ့တော့ရာသီလုံးပေါ့။ဟုတ်ဟုတ်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အရင်အရင်တည်းတိတ်မဖြစ်ဘူးဗျာ။အဲ့တော့ ဒီ2022လောက်မှာစပြီးတော့ active ဖြစ်လာပြီ။ဟုတ်ကဲ့။အဲ့နဲ့ active နှစ်ကိုဒီတိုင်း player အနေနဲ့ပဲဆော့လိုက်တယ်။နောက်2023မှာ page ကိုစထောင်တယ်ပေါ့နော်။ဟုတ်ကဲ့။ဒီကျွန်တော်က2023မှာစထောင်တယ်။ဟုတ်တယ်။ content တွေရေးရကြိုက်တယ်ဗျ။ဒီကျွန်တော်ရဲ့ဘယ်လိုပြောမလဲအမြင်ကိုချပြရတာကြိုက်တယ်ဗျ။ညှို့လဲလဲဟုတ်တယ်။ညှို့ရတာပေါ့။အေးအဲ့လိုမျိုးအဲဘလုံးချောင်းကလည်းတော်တော်လေးစိတ်ဝင်စားတယ်ဗျ။အဲ့တော့အဖေရဲ့ဒီပုံစံပေါ့နော်ဒီစောက်ပုံလည်းဟောကြအတွက်ကြောင့်မလို့ဖွင့်ပြလိုက်တာဗျ။ ဟုတ်ပါဒါအရင်ဆုံးညီလေးကိုစပြီးပြန်ပြီးမေးချင်တာဗောလေမန်ယူကြိုက်စီဘူးလားတော့ဒါမန်ယူဖန်လားမသိဘူးဟုတ်တယ် and ဒီကနေမှမန်ယူကတော့နည်းနည်းအချိန်လေးတော့မကောင်းဘူးဗောနည်းနည်း struggle ဖြစ်နေဗောလေအဲ့တော့ဒါအကိုအနေနဲ့ဒါအယူသားသုံးဝင်ခံရမယ်ဆိုတော့ဒါအကိုအနေနဲ့ဗောလေဒါ personally အရဒါညီလေးကိုစပြီးတတိထားမိတာတော့ဒါပြီးခဲ့ရာဒီရတဲ့ဟိုညီလေးကိုတတိထားမိပါညီလေးရဲ့ပိတ်ကိုဗောလေဒါပေမဲ့ဒီရဒီမှာတော့ပို့ပြီးတတိထားမိတာအဲ့အကြောင်းအရာတော့ reason ကတော့ဘာလဲဆိုတော့ညီလေးကဒီရဒီမှာဒါ ီ fantasy premier league ကို honey crane နဲ့ချိန်ပြီးတော့ဒါရွေးချယ်မှုလေးတွေဒါညီလေးကလှုပ်လာတယ်ပေါ့လေအဲ့တော့လှုပ်လာရတော့ဟိုညီလေးရဲ့ဒါစဉ်းစားတွေးခေါ်တဲ့အရာလေးတွေရွေးချယ်တာလေးတွေမှန်ကန်တယ်ဆိုတော့ဒါဘလို့ပုံစံမျိုးနဲ့စဉ်းစားမိသွားတာလေဒီလိုမျိုးဒါပြည့်တက်တွေဘလို့မျိုးဘလို့အတွေးနေများပေါ့လေဒါချပြမိရလဲဆိုတော့ဒါညီလေးဖြေပေးပါဦး ဒါကတော့ဟိုကိုဝင်းရဲ့အမြင်ပေါ့နော်ဟိုကျွန်တော်တော့မနစ်ကစကောက်ဖန်တစီပီမီယလိပြိုင်ပွဲလုပ်မယ်ဆိုတော့ကျွန်တော်ဒီမြန်မာပြည်မှာရှိတဲ့ဖန်တစီကွန်မြူနတီကိုအရင်ဆုံးလေ့လာလေ့လာတော့ဒီညီလေးရဲ့ပေ့ကိုတွေ့တယ်သူရေးသားတွေဟိုပြောရရင်တော့ကြိုက်တယ်ပေါ့ဗျာဟိုဒီယာဒီမာတော့ဒီဇီကူးရဲ့ပေ့ကပို့ပြီးပေါက်တယ်ဗျာပို့ပြီးပေါက်တယ်ဆိုတာဒါသူကိုယ်တိုင်သတိထားမိမလားတော့မသိဘူးကျွန်တော်ကတော့သတိထားမိရယ်ကိုယ်လည်းသတိထားမိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲသူတစ်ဖြစ်သူဒီ company ဂမ်မလီစိုက်ကနေပဲကြည့်တဲ့ view တွေကတော်တော်လှတယ်ဗျာဟုတ်တယ်ပြောရရင်ဒီပေါက်ကြီးခန္ဓာပေါ့ဟုတ်ကဲ့အဲ့ဒီမှာသူခံမှန်းနာလေးတွေကတော်တော်မိုက်တယ်ဒီဂိမ်းဝီးစစ်မှာဆိုပြီးခဲ့တဲ့ဂိမ်းဝီးစစ်မှာဆိုလို့ရှိရင်သူပီမီယာလိပွဲတွေကိုခံမှန်းနာအကုန်အောင်လေဗျာဒါတော့ကျန်ရောကျန်ဒါဟိုစနေတနေ့စနေတနေ့ကိုခံမှန်းနာဗျာပိုပြီးတတိထားမြတ်စနေနေ့မှာပေါ့လေဟာသူ သူသူတော်တော်ကျန်းနေသေးလားဟိုတော်တော်သတိထားမိရေပြောရင်ဒီ100%ဝင်ရိတ်ရသွားခဲ့ဟုတ်ကဲ့အဲ့မှာပဲကျွန်တော်သူနဲ့ဒီ call လုပ်ဖို့စဉ်းစားပြီးတော့ဒါဒီ season လေးမှာ invite ခဲ့ရပါတော့ညညီလေးဒီပေါ့ကြီးဒီ company site နဲ့ကြည့်တဲ့ view နေနဲ့ဒီပေါ့ကြီးတွေကိုဘယ်လိုစဉ်းစားလဲတစ်ချက်လောက်ပြောပြလို့ရမလားမသိဘူးဟုတ်အဲအရင်ဆုံး FA နဲ့ချိန်ချိန်မယ်ပေါ့နော်အင်းဒါပေါ့ဒါပေါ့နဲ့ချိန်မယ်ဆိုကျွန်တော်ကတချို့ကစားမတွေကဒီ one way ban အတွက်ပဲကြည့်ရလို့ရှိရပြဟုတ်တယ်ဟုတ်တယ်တပွဲကောင်း ပေါ့နော်နောက်ကြာတော့ဒီနေ့ကြည့်ရဒီပြီးတော့ဒီ short term အတွက်ပေါ့ဒီနှစ်ပတ်လောက်သုံးပတ်စာလောက်ဝယ်ပြီးတော့ဥတားခြင်းနဲ့ manager ကြီးလည်းရှိရယ်ပြီးတော့ဒီ captain ပေးဖို့အတွက်ရှိမယ်ပြီးတော့ဒီဒီဘယ်လိုပြောမလဲကိုအသင်းနောက်တန်းကပေါ့နော်ဒီ clean sheet ပို့ရလာမီရနိုင်လားမရနိုင်လားပေါ့အဲ့ဒါကြီးလည်းကြည့်လို့ရမယ်ပြီးလို့ရှိရင်ဒီဒီကစားသမား၂ယောက်ကိုရွေးချယ်အခန့်နဲ့ပြဘယ်ကောင်းကို bench ပို့ရမလဲပေါ့ကျွန်တော်အဲ့ဒါကြီးပါထည့်ပြီးတော့စဉ်းစားလို့ရရပြဘယ်လိုစဉ်းစားကြီးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထည့်တင်းစဉ်းစားလဲဆိုတော့ကျွန်တော်က အဲ့ကြေးတွေကြည့်ရကြိုက်တယ်ဗျာကြေးတွေကြည့်ရကြိုက်တယ်မနေမကောက်ဒီအဲ့ကြေးကြည့်ရတာဒီဘူဂီယာဖွင့်တဲ့ဒီ site ကိုပေါ့နော် trick တွေအဲ့ဘာလိုက်ပြစင်းစားအဲ့ shoot down နေရဘာလိုက်စင်းစားရတဲ့ဘူဂီယာတော့ဒီဟာ trick ကတော့ရှိမှာပဲလေအညီလေးအားဘလိုဘလိုကြောဖြတ်လဲအဲ့ကြောဖြတ်တယ်လဲဆိုအမ်အဲ့ကြည့်ရဘလိုပြောမလဲ၄နှစ်၅နှစ်လောက်ရှိတာပေါ့နော်ကြေးတွေကြည့်လာတော့နည်းနည်းဟိုမှတ်ထားရလေရှိရပေါ့နော်တချို့ကြတော့လွဲရလေတော့ရှိရဖော်မြူလာလေးတော့ရှိရဖော်မြူလာလေးတော့ရှိရဟုတ်ပြီအဲ့တော့ ဟိုအကုန်လဲဒါပြီးခဲ့တဲ့ယာသီပေါ့လေဒါပြီးခဲ့တဲ့ယာသီဟိုဘယ်လိုပြောပြီးခဲ့ယာသီမှာတော့အကုန်ညီလေးတွေးသူမျိုးကိုလည်းအရင်ယာစီမှာပို့ပြီးတွေးကြည့်တယ်ပေါ့လေဒါပေမဲ့အဲ့တော့အချိန်ရောက်လာတော့မသိဘူးအဲဒီဘူကီရဲ့သဘောတရားကို fantasy နဲ့နည်းနည်းလေးတွေးကြည့်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးပြန်ပြီးရွေးချယ်လိုက်တဲ့အပိုင်းမှာဒါပြီးခဲ့တဲ့ယာစီဝက်ကျော်တော့ကအကိုအကိုဒီဒီစကောဝိုင်းတော်သားတွေကစားတဲ့ဒီ fantasy premier league မှာတော့အချိန်နေကောင်းခဲ့တယ်ပေါ့လေဒါပေမဲ့နောက်ပိုင်းမှာတော့နည်းနည်းလေးအဲ့လိုမျိုးမစင်စမ်းမိတော့ဘူးလေကိုကိုလည်းတခြားဟာတွေရှိရဆိုတော့ အဲ့အဲ့လိုမျိုးမစင်းစားမိတဲ့အချိန်မှာတော့နည်းနည်းလေးတိုင်ပတ်ခဲ့တယ်ပေါ့လေဒီဟာဒီနဲ့တိုင်ပတ်နေတုံးပါပဲကိုလည်းတခြားကိစ္စရှိနေတော့တကယ်က fantasy နဲ့ဒီ honey crane နဲ့ကဘယ်လိုပြောမလဲဟိုချိန်ထိုးကြည့်လို့ရတဲ့ဟိုသဘောတာတကားချိန်ထိုးကြည့်နိုင်ဘူးချိန်ထိုးကြည့်နိုင်ကိုကောင်းတာပေါ့လေဘာလို့ဆိုတော့သဘောတာတကားတွေပေါ့ဥမာဟိုဒီ clean sheet ရမယ့်အပိုင်းတွေရပါရတော့အရန်အရာပါရှိတယ်ဘာလို့ဆိုတော့ဒီ honey crane ကဘယ်လိုကြီးပေါက်ထားလဲဘယ်လိုဟိုဘာဖြစ်လဲဆိုတော့ဒီလိုမျိုးအရာတွေပေါ့လေအဲ့ဒါတွေကဒါ clean sheet ရတဲ့အပိုင်းပေါ့အရန်ဟို ဘယ်လိုပြောမလဲအလေးသားတယ်ပေါ့လေဒီဂိုးသွင်းနိုင်တဲ့ဒီဘယ်ကစားသမားဘယ်လိုဂိုးသွင်းမယ်ဘယ်ဘယ်ကစားသမားဖောင်မိတယ်ဒါကတော့အသင်းရဲ့ခြေစွမ်းနဲ့ပဲဆိုင်မှာပေါ့လေအဲ့တော့ဒီဟာဒီမှာဒါညင်းလေးကိုစပြီးတော့ဘယ်မေးလိုက်တော့မယ်ပေါ့လေဒါအကူနဲ့ဒါညင်းလေးပြဖြိုးနေရတော့ဒါပြီးခဲ့ဂိမ်းဝီဒီမှာလည်းအမြဲတမ်းဆွင်းဆွင်းနေကြဟိုအပိုင်းမှာပဲအဲ့ဒါဘာလဲဆိုတော့ဟိုလက်ရှိဒီဟာဒီမှာပေါ့လေပရီမီယံကစားသမား fantasy premium မှာ၅ဦးရှိရပေါ့လေအဲ့ဒါသခင်ရဲ့သခင်လေးရဲ့သခင်အေးရဲ့နောက်ပြီးတော့ ဟိုအိုင်ဆက်ပေါ့လေဟိုဟာ sorry ဟိုဟာအီဆက်ပေါ့လေအဲ့တော့ဟိုစသဖြင့်ပေါ့လေဒီကစားသမား9ယောက်ရှိရပေါ့အဲ့ကစားသမား9ယောက်မှာအနည်းဆုံးညီလေးအသင်းမှာ3ယောက်လောက်ယူရမယ်ဆိုညီလေးဘသူ့ကိုယူခြင်းလဲဒါမှမဟုတ်3ယောက်လို့ယူလို့မရဘူးနောက်မလို့ဟိုနှစ်ဦးလောက်ပဲယူရမယ်ဆိုရင်ဒါညီလေးဘသူ့ဟိုဘသူ့ကိုယူခြင်းပေါ့လေအထူးသဖြင့်ဒါသခင်နဲ့သခင်လေးကြားမှာပေါ့ဒီဟာဒီမှာသခင်ရဲ့ဆွမ်းဆောင်ရေးကနည်းနည်းလေး isolate ဖြစ်နေလို့ကိုခံစားရနည်းနည်းလေးကြာနေလို့ခံစားရဆိုတော့အဲ့ဒါညီလေးညီလေးအမြင်လေးဒါစောက်ကောက်ပြိတ်တက်တယ်တိအောင်ညီလေးမျှောက်ဝေးပါဟုတ် ပရီမီယံကစားမ5ရောက်မှာ3ရောက်ရရမယ်ဆိုရင်တော့ဒါဆာလာနဲ့ဟာလန်ကတော့မပါမှာဖြစ်ပါဘူးဟုတ်ကဲ့အဲတတိယတယောက်အနေနဲ့ကျတော့ဒီ injury ပညာမရှိမရှိသေးရင်ဘာလို့မရှိခဲ့ရင်ဒီပါမာကိုကျွန်တော်ရွေးခြင်းတယ်ဟုတ်ကဲ့ဟုတ်အမ်ဒီဆာကာမျိုးကျွန်ဆာကာဆာကာကြောက်လို့ပြောမဒီရသည်မှာသူ play time လည်းတိတ်မရသေးဘူးပြီးတော့ရန် form ကိုလည်းကြာဖို့နည်းနည်းလေးရုန်းကန်နေရတွေ့ရပါတော့ဒါကကျွန်တော်တယောက်တည်းအမြင်တော့မဟုတ်ဘူးကောဒီ Arsenal fan တွေလည်းနည်းနည်းလေးအဲ့လိုခံစားနေရတယ်ဟုတ်ကဲ့ဟုတ်အဲ တခင်ကြီးနဲ့တခင်လေးပေါ့နော်နှစ်ယောက်တစ်ယောက်တစ်ယောက်ရွေးရမယ်ဆိုရင်တော့အမ်ကျွန်တော်ကဒီ step တွေလည်းစိတ်ဝင်စားတယ်ယုံလဲယုံတယ်ပေါ့အဲအဲ့တော့တခင်ကြီးကိုပဲ့ခြင်းတယ်ပေါ့နော်တခင်ကြီး step တွေကအရင်အရင်ရာဒီက game week 6ဒီပေါ့နော်အဲဒီ sort ပြီးပေါ့နော်ကျွန်တော် light chain ထိုးကြည့်ရဲဒီ ace တွေ hg တွေကိုလေဟုတ်ကဲ့ volume ထိချက်တွေစအဆအဆုံးဗျာ light chain ထိုးကြည့်ရဲ short ရောအဲ့လုံးဝအားရစရာမရှိဘူးဗျာဒီရာဒီကပို့ဆိုးတာဒီ14.5 million တောင်ပေးတာရတယ်ဗျာ အဲ့ဇေယဒီဆေမညိုတို့ဒီတခြား devcon ရနိုင်တဲ့ကစားသမားကြီးနှစ်ယောက်စာဝယ်လိုက်လို့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်စလာကိုပေးပေးနေတယ်ပေါ့နော်ဟာလန်ကတော့ပြောကြတော့မလို့ပါဘူးဟာလန် essential ပေါ့နော်ဟုတ်ဟာလန်နောက်လာမဲ့ပွဲတွေရလို့ဘယ်လိုပြောရမလဲဒီ HG consider မျှတဲ့တင်းတယ်နော်အများကြီးပေးခံတာလည်းပြီးတော့ဒီ big chance နေလဲပေးတာလည်းပေါ့နော်အဲ့လိုတင်းနေကြဟာလန်ကတော့ရွေးပြမယ် Isak ဟော Isak ကကြတော့အမ် အာအီဇန်နဲ့ပတ်သက်ပြီးတော့ဟုတ်မဟုတ်အဲ့ဒါတော့အီဇန်နဲ့ပတ်သက်ရင်တော့ဒါညီလေးနေမဟုတ်ဘူးဒါပြောပြောလေးလေးနဲ့ပြောရင်ဒါဟိုထွေပြားစရာပေါ့လေဥမာဒါပရီမီယံအရင်တော့ကကစားသမား၄ယောက်ရှိရပေါ့လေဒါအီဇက်မပေါ့ဘူးတကယ်ဒီမှာအီဇက်ကိုကိုကမထည့်လို့မရဘူးထည့်ဖို့ထည့်သူ့ရဲ့ရှေ့ရသေးသေးမှာလုံးဝစွမ်းဆောင်ရင်ကောင်ပြသထားလေအဲ့တော့အီဇက်အပေါ်မှာတော့ညီလေးစိမ်းလို့စဉ်းစားရမယ်အဲ့ဒါညီလေးအမြင်လေးဆက်ပြောပေးဦးလားစဉ်းတော့စဉ်းစားစရာတော့ရှိရပြဒါမဲ့ဥပမာဟိုဟာပေါ့အဲအခုကြားဖြတ်ပြီးစကားပြောမယ်နော်ဟိုအီဇက်နဲ့ AKTG ဆိုရင်ညီလေးဘယ်သူ့ကိုယူရမလဲ အဲအမျိုးကြတော့နည်းနည်းတော့ထက်တယ်နော်အမျိုးကအမ်ဖောင်အရာတော့ ikitik ကိုကျွန်တော်ရွေးလိုက်မယ်ဒါမှမဟုတ်တရားကိုရွေးပြီဆိုလို့ရှင်ဖောင်ကိုအရင်ရွေးရပြပြီးတော့ feature ပေါ့အဲရွေးမှန်တယ်မှန်တယ်အကိုနဲ့တူပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့တကယ်ကတော့ညီကောင်ကပြောသလိုပဲစကားမှန်တိုင်းပြောမယ်ဆိုရင်ဒါသူ့ရဲ့ကြက်ခိုင်မှုရပြီးခဲ့တဲ့ရာသီကဖောင်ကိုမရသေးဘူးအခုလက်ရှိမှာရဖို့ तू ကအခုမုံမြန်လေးဖြားနေတာဒါနေမုံမြန်လေးရနေပြီဒါပြီးခဲ့တဲ့ချန်ပီယံလိမှာလေဒါ तू ိုသွင်းသွားတယ်ကိုသွင်းသွားတယ်အခုလာမဲ့ feature လာမဲ့ငါးဘွဲရလဲခြောင်နေတယ်လက်ရှိဟိုပရီးမီးယားလိအသင်း20ရဲ့ feature တွေကိုပြင်ကြည့်လိုက်လာမဲ့ငါးဘွဲအနေထားကိုပြင်ကြည့်လိုက်ဆိုရင်အာဆင်နယ်ကခြောင်ဆုံးနဲ့လုံးဝထိဆုံးမှရောက်နေတယ်အဲ့တော့ဟိုတချို့ဟိုအဖေရဲ့ဂျာကြီးကိုဒါအာဆင်နယ်က triple down ထည့်နေကြပြီတဲ့လားအကောအဖေရဲ့ဂျာကြီးထည့်ပြီဟိုဝိုက်ကလည်းတုံးကြမယ်လို့ပြောရင်အင်းဟုတ်တယ်ဝိုက်ကလည်းအဲ့ဒီကြောင့်လေးပြောချင်တယ်ဟိုတတိယဒါဇီကူးနဲ့စကားပြောဖြစ်တော့အဲဇီကူးကပြောရဲ့ဒီ game week ဂိမ်းဝီ8တို့ကဝိုင်ကက်သုံးခုကောင်းမဲ့အပတ်တွေပေါ့နော်အဲသူနဲ့ဒီလိုပဲစကားပြောရင်းနဲ့အဲ့လိုဆက်ဆက်ပြီးသွားပါအဲညီလေးနေလည်းဒီဂိမ်းဝီ7မှာဝိုင်ကက်သုံးမယ်ဆိုရင်ဘယ်ကစားသမားတွေကိုတာဂက်ထားထားမလဲအားလေးဖြည်းဖြည်းပေါ့တာဂက်ထားတင်တာခုနကပိုးဝင်ပြောလို့ပဲအာဆင်နယ်ကတော့လုံအောင်ပမာမဖြစ်ဒါပဲအလားထွက်ပဲလားဟုတ်ဒါပဲလားထွက်ပဲလားအဲ့ဒါကတော့ကိုကိုဘော်မူတယ်ပေါ့ကိုကဘလို့နှစ်တိုင်းမှာဘလို့ strategy နဲ့ကစားနေလဲပေါ့တချို့ကစားဂျာကြီးတွေကပေါ့နော်ထွက်ပဲအဲ့ဒါလုံအောင်မကြိုက်ဘူးမကြိုက်လဲဆိုတော့ အတင်းတင်းအဲ့အတင်းတင်းတင်းကရေးကြီးသွားလို့ရှင်ဟုတ်တယ်ဟုတ်တယ်ရနိုင် return မရနိုင်တော့ဘူးအဲ့ခါကျတော့တပယ် app ဖြစ်ပြီးတော့တခြားတင်းကတရားကိုဆွဲလိုက်တာပို့ပြီးတော့ save ဖြစ်တာပေါ့ဗျာသူက long term သွားတာဆိုတော့ save ဖြစ်ဖို့ကအဓိကပဲလေအဲ့တော့ Arsenal ကတော့ထည့်တင်တယ်ပြီးတော့ City ပေါ့ City လည်းထည့်လို့ရတယ်ပြီးတော့ဒီကျွန်တော်က spa ရော spa ကြိုက်တယ် Thomas Brand ကိုရမ်းကြိုက်တယ်ဗျာရမ်းကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ spa ကဒီ attacking ပိုကောင်းလာနိုင်တယ်ကောင်းလာနိုင်တဲ့အတွက်ကြောင့်မဒီ Kudas တို့လို့ ာမမျိုးကဒါရှိတင်တယ်ဗောနော်အဲပြီးတော့ဒီ budget ဒီနဲ့ခေါ်လို့ရဒီ center line ရှိမယ်ပြီးတော့ woof ကဒီ license လို့ရှိမယ် license နဲ့ stand license ချိန်ပြီးတော့ကြည့်လို့ရတယ်ဗျဟုတ်အကောပါဟိုဒါဆိုညီလေးပြောပုံရဆိုရင်လာမဲ့ feature တွေမှာပေါ့လေနည်းနည်းလေးပွဲချောင်နေတဲ့ဒီ Arsenal ရပေါ့ဒီတိုက်စင်မှု Joker ကိုဘယ်လိုမြင်လဲဝဲသိမ့်ပြီလား Joker ကိုဟုတ်ကျွန်တော်ဦးလည်းမြင်ရဝဲသိမ့်ပြီဝဲသိမ့်ပြီလောကဝဲသိမ့်ပြီဝဲသိမ့်ပြီဟုတ်ညီလေးကကိုနဲ့တော်တော်တွေးတူတယ်ဘာလို့ဝဲလိုက်ပြီးခဲ့ပဲကျုပ်ပြီးတော့ဈေးတက်မှာဆိုလို့ပေါ့လေအဲ့တော့ အဲ့တော့ဟိုဒါအရင်ဆုံးဒါညီလေးပြဖြုတ်လဲပေါ့လေညီလေးပြဖြုတ်ဒါပြန်ပြီးစမိလိုက်မယ်ပေါ့လေဒါဒီ game week 7အတွက်ပေါ့ဒါ transfer in ပြုလို့ရမယ်ဆိုရင်ဘယ်ကစားသမားတွေပေါ့လေဟိုဟာရှေ့လက်နောက်ပေါ့လေဘယ်ကစားသမားတွေကိုစိတ်ကြိုက်တနေရာဒီပေါ့လေဟိုဘယ်ကစားသမားတွေကို3ဦးလောက်ပေါ့ဒါအကြံပြုခြင်းလဲဟို transfer in ပြုလို့ရမယ်ဆိုရင်ဟိုပုံမှန်အပြည့်တော့ဒီကိုဝင်မေးတဲ့ season မှာကျွန်တော်ပြောခဲ့တာ differential လည်းဖြစ်တယ်ဒီ budget လည်း save ဖြစ်တဲ့ကစားသမားတွေကိုကျွန်တော်ပြောခဲ့တာဒါပေမဲ့ဒီ game week 7အတွက်မှာတော့ကျွန်တော်အဲ ဲ့ဒီ plan ကိုခောက်ချင်တယ်ဟိုအခုကျွန်တော်ပြောမဲ့ဟာတွေကလုံးဝ premium တွေပဲဖြစ်နေလိမ့်မယ်ဟုတ်ကဲ့ဒါပေမဲ့ white gap သုံးမယ်ဘာညာဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့အကြံပြုချက်တွေကသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ပထမဆုံးစပြောလဲဆိုလို့ရှိရင်ဒီတိုက်စစ်ကနေစပြောမယ်ဟာလန်မှာဆာလက်ရှိပြီးတော့ဟာလန်မရှိတဲ့အတင်းတွေကဆာလက်ကိုထုတ်ပြီးတော့ဟာလန်ကိုဝယ်တင်ပါတယ်ဒါဟာလန်မရှိရင်တော်တော်တိုက်ပတ်မဲ့ အနေထားရှောင်းနေပါဟုတ်တယ်ဟုတ်တယ်ဟိုတချို့ဒီ FVN ဂျာကြီးတွေမှာဟာလည်းမရှိသေးပါဘူးအဲ့ဒါတော်တော်တိုက်ပတ်မဲ့အခြေအနေပါအဲ့တော့ကျွန်တော်ပထမဆုံးပြောချင်တာက Game Week 7အနေစပြီး Game Week 12လောက်ထိကဟာလန်က essential ကစားသမားတယောက်ဟုတ်ကဲ့ပါဟုတ်ကဲ့ကွင်းလယ်အနေနဲ့ပြောရင်တော့ဒီ Pelly က S minor စားကျွန်တော်တို့အရင်တော့ပေါက်ကောင်နေနဲ့လဲသူ့ကိုဖော်ထုတ်ဘူးရယ်သူ return နေလဲရရယ် Pelly ဖောင်ကပြောရင် Pelly ဖောင်ရန်ကောင်းတယ်ဗျာ ်ရှုံးဝဲအောင်မရှိသေးဘူးဒီဒန်ယာပြဿနာလာ18ဘောလား17ဘောလားရှုံးဝဲမရှိသေးဘူး18ဘောတော့ကောင်းတယ်တော်တော်ကောင်းတယ်ဒီဒန်ယာပြဿနာလာကင်းစစ်မယ်ဆိုလို့ရှိရင်ဒီ Ismaila စာဈေးလဲချိုရတော့ကြောင့်ကိုသိန်းမှာပြစ်ထားလို့ရတဲ့ကစားသမားလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်နောက်တန်းအတွက်ကတော့ဒီအရင်ကြီးတော့လူပုဂ္ဂိုလ်အနေနဲ့ကျွန်တော်ညွှန်မပေးချင်ဘူးဟုတ်ကဲ့အာဆင်နယ်ကိုပဲဒါပဲတစ်ပတ်ထားဖို့ကျွန်တော်အကြံပြုချင်တယ်ဟုတ်ကဲ့ပါအဲဝက်စ်မြူဂျင်တော့တယောက်ပဲထားပါဗျာဥမာဘုဒ္ဓမရီယာကစား တင်းမှာကာဗီယဲကလာဖီယိုရီအဲကလာဖီယိုရီဆလီဗာကျဲ့တဲ့လူထားပါဒါပေမဲ့ကာဗီယဲတော့ညာဒယန်ပက်တနာကြီးနည်းနည်းရှိသွားရဲ့အဲသူတင်းကိုတော့နည်းနည်းစောင့်ကြည့်ရအောင်ပါနော်အဲအခုကတော့ဟိုအတီတာကတော့အချင်းကောင်းနေလို့ပြောထားတယ်ဗျဟုတ်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 ဟိုဟာသူပြောရစ်မီဂျူနီဟုတ်တယ်ရစ်တော်မီယူဂျင်းလို့ပြောဒါပေမဲ့အချင်းကောင်းနေလို့ပြောထားဟုတ်အဲ့ဂိမ်းဝိ7အတွက်လေဒီကိုဝင်ရောညီလေးရောဒီဘတ်ဂျက်လည်းစေ့ဖြစ်မယ်အကိုတို့

အလေတန်းဆိုပါအလေတန်း budget ပေါ့နော် budget ဆိုရင်ဒါ everdan return ရတာချင်းခဏပေါ့ဟုတ်ငါခဏပေါ့ငါဒီဘက်ငါဘက်ဆက် live ရှိပြီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လုံးဝ DC point နေလဲရတယ်ဟုတ်တယ်ဟုတ်တယ် DC point နေလဲရတယ်သူ့ကိုညွှန်းနေတယ်ဒီနောက်တန်းကကြတော့ဒီတော်တော်ပေါက်နေပါပြီခုချင်းဟို sanalan activity ပေါ့ဟို activity သူက4.1 million တော့တက်သွားပြီ4.1ပေါ့ဟုတ်ဟုတ်4.1ပေါ့ဟို4.0 million လဲမှာသူအရင်ဆုံးတက်တာဟုတ်တယ်ဟုတ်တယ်သူအရင်ဆုံးတက်တာဟုတ်တယ်ဗျအဲ့တော့ဟိုအကောကတော့ယူရမယ်ဆိုရင်တော့ကိုဝင်ပြောပါဟုတ်ဒီ budget စစ်ဖြစ်မဲ့ ကစားသမားပေါ့လေအဲ့တော့ရှေ့လဲတော့တုံးရမှာတော့အကိုကတော့ဒီတစ်ပတ်မှာတော့အကိုတိုက်စစ်မှုတွေကိုတိတ်မကြိုက်ဘူးပေါ့လေဘာဘာလို့လဲဆိုတော့ဟို forward team မှာတော်တော်များများ budget စီတာရှားတယ်တကယ်ဆိုရင်ဒါ premium ညီများတယ်ပေါ့လေအဲ့တော့ကိုကတော့ဒီတစ်ပတ်မှာတော့ဒါ defend အတွက်2ယောက်ဒီ mid တော့ midfield အတွက်2ယောက်ပေါ့လေအဲ့တော့အကိုပြောချင်တယ်အရင်ဆုံးပြောချင်တာတော့ဒါဆန္ဒလန်းပေါ့လေဒါ Manchester United လည်းတွေးမှာပေါ့လေ Manchester United အရင်ကြီးယုံလို့မရတော့လေ Manchester United တွေးမှာဆိုတော့ဒီတက်နေလာတဲ့3-0ကတော်တော်ကောင်းတယ်ဗျာတော်တော်ကောင်းတော်တော်ကောင်းတယ်ဟိုဆန္ဒလန်းကတော့အကောင်းဆုံးပဲပေါ့နော် အဲ့တော့ဒါဆန်နာလန်ကအကိုလည်းအမြဲတမ်းဆိုကောင်းဟုတ်ရဲ့ဒါ group ထဲမှာ United ပေါ့ကြီးတော်တော်ပြင်းနေဟုတ်ဒါဒါပေမဲ့ဒါပေမဲ့ risk တော့ယူရမှာပဲလေဟိုဆန်နာလန်ရဲ့လက်ရှိမှာဒါ Premier League ရဲ့ခန်းစစ်ဒုတိယအကောင်းဆုံးအသင်းထဲမှာပါတယ်နောက်ပြီးတော့ဟို shot ဟိုဘယ်လိုပြောမလဲ goal ကန်သွင်းခဲ့အ ਨੇ ဆုံးအသင်းထဲမှာလည်းပါတယ်ပေါ့လေအဲ့တော့ဒီကစားသမားကညီလေးကတော့ပြောတဲ့ခန်းစစ်ကစားသမားအပြင်ပေါ့လေအကိုသဘောကျမိတာတော့ဟိုဟာမူကင်အလီကိုသဘောကျမိတယ်မူကင်လေးကဘာလို့လဲဆိုတော့ तू ကလက်ရှိမှာလက်ရှိချိန်ကြီးကိုသူ့ကိုပြိုင်ဘက်တည်းရဟို triple back ချိန်မှမလုံးနိုင်သေးဘူးနောက်ဘုံအဲနောက်ဆုံးနှစ်ပွဲမှလည်းသူ16မှတ်တော့ရှာပေးထားတယ်အဲ့တော့အကူကတော့သူ့ကိုတော်တော်လေးသဘောကျတယ်ဗောလေဒါကတော့သူ့ရဲ့ဈေးကလည်းဘာမှမရှိဘူးလုံးဝအ ਨੇ ဆုံးပဲလေအဲ့တော့အကူကသူ့ကိုသဘောကျတယ်နောက်တစ်ယောက်ကတော့ဝမ်ဟန်းကဒီယောကမာလစ်ဒီယောမာလစ်ဒီယောဘာလို့လဲဆိုတော့ပြီးရဲ့ဘက်ကလည်းအဆင်ပြေသွားတယ်နော်ပြီးရဲ့ကလည်းအဆင်ပြေသွားတယ်ကိုအကူကိုလည်းနောက်ပြီးခဲ့တဲ့ကပြောခဲ့ပါတယ်ဘာလို့ဒီကစားသမားကိုကြိုက်ရလဲဆိုတော့ဒီကစားသမားကပြီးခဲ့တဲ့ရာသီကချက်လိမှာချက်လိရဲ့ဒါစလာဗီးယားဆိုတဲ့အသင်းမှာတကယ်လုံးဝအမြင့်မြတ်ဆုံးဆောင်ပြတ်သားထားတဲ့ကစားသမားသူကဘာလို့လဲဆိုတော့သူ့စီ attacking ဟို attacking return မှာဟိုမျှော်လို့ရတယ်ဗောလေဘာဖြစ်လို့လဲသူ့ရဲ့ cross တွေသူ့ရဲ့ဟို attacking မှာ light ဟို light ပါစီးမျောနိုင်တဲ့အရာတော်တော်လေးကောင်းတယ်ဗောလေအဲ့တော့သူ့ကိုအတော်တော်လေးသဘောကျတယ်နောက်ပြီးဒီဟာဒီမှာ premier league ရဲ့ဒီ goal ဖန်တီးမှုအများဆုံးကစားသမားဖြစ်နေတယ်ဒါလေးချိန်နေဗောလေအဲ့တော့အကုန်ကတော့သူ့အတော်တော်လေးသဘောကျတယ်ဗောလေအဲ့တော့ new manager ပေါ့ရှိသေးရဲ့ဗျဟုတ်တယ်ဟိုကျွန်တော်ဘာကူကျွန်တော်ဂျက်စီပေးတဲ့ဖြစ်တဲ့အတွက် career border ကိုလုံးဝမချဘူး။အရှိုက်တဲ့အတွက်ဒါပေမဲ့အဲ့ ူနိုဆန်တို့ဖြစ်လာတဲ့နောက်မှာကျွန်တော်ဝဆန်ကိုတော်တော်မျှော်ချင်တယ်အဲပြောရရင်ဒီဒီရော့တို့ဘိုးဝင်းတို့ဟုတ်တယ်ဒီ IPN option ဟို option နေပေါ့နော်အဲအဲ့နှစ်ယောက်ကိုတော့ကျွန်တော်စဉ်းစားထားတယ်ဟုတ်ပြီကိုတင်းမထဲပေါ့ဟုတ်ကဲ့တကယ်လဲဟို forest ကအခုလက်ရှိအကိုတို့ပြောတဲ့ဒါမလေးဒီရော့ဆိုတာက ပြီးခဲ့တဲ့ရာသီက forum မှာအိုင်နာလိုမဖြစ်နိုင်လို့ပြောလို့မရဘူးသူ့ရဲ့ဒီသူ့ရဲ့ခြေစွမ်းနေသူ့ရဲ့ potential အရာအများကြီးတိုးတက်လာမှာအများကြီးရှိသေးတယ်အဲ့တော့အခုလက်ရှိမှာ तू ကဟို green corner လက်ထက်မှာအရင်ဟိုဟိုဟာ struggle ဖြစ်နေဆိုမဲ့သူ့ရဲ့စွမ်းဆောင်ရကြမှာမသွားတာသူ့ရဟိုဟိုဘယ်လိုပြောလဲဟိုဟာတက်ရိပ်ပဲပြနေရလीအဲ့တော့ဆိုခြုံထွက်နေရဆိုတော့ဒီကစားသမားကိုတော်လေးသဘောကျတယ်ဗောလीအဲ့တော့နောက်တဲ့ mid တနေရမှာတော့အကူကတော့ဒီစနလန်းရပဲရှာကောက်တော်သဘောကျတယ် ဟုတ်ရဆိုတော့အစစ်တွေလည်းလုပ်တယ်အစစ်တွေလည်းဒီရာဒီမှာဆိုတာ3ချိန်ပေါ့3ချိန်ဆိုတော့ဒီလိုမျိုး holy midfielder တယောက် CM66 ကစားသမားတယောက်ကဒီလိုမျိုးအစစ်3ချိန်လည်းရတယ်နောက်ပြီးတော့ defensive contribution ကလည်းအခုလက်ရှိချိန်မှာဟို76 point ရှိရဲဆိုတော့ဒါတော်တော်လေးများတယ်ပမာဏပဲလीအဲ့ဒီအပြင်မှာဒီ CM ကစားသမားတယောက်က chance create လက်ရှိချိန်ဒီမှာ8ချိန်ကြီးဆိုတာတော်တော်များတဲ့ပမာဏဖြစ်တယ်အဲ့တော့အခုကတော့ တော်တော်လေးသဘောကျတယ်အကူကတော့ဒါပြီးခဲ့တဲ့ဘာတော့ဝက်ကတ်သုံးယူရှင်မှားသွားပြီပေါ့လေဒါရှာကာနဲ့အန်နာဆင်ကိုယူလိုက်တာအကူကအန်နာဆင်ယူလိုက်တယ်အခုဈေးကျသွားပြီပေါ့လေအန်နာဆင်ကဈေးကျသွားပြီပေါ့လေအဲ့တော့ဟုတ်ပါအန်နာဆင်ပြဲလာမှာပေါ့အဲအဲ့တော့အခုလည်းနည်းနည်းမှားခဲ့တယ်ပေါ့လေနောက်တစ်ယောက်မစ်ကိုယူရမယ်ဆိုရင်တော့အကူကတော့ဟွာမန်စီးတီးကဒူဟူတော်ကြိုက်ဘာလို့လဲဆိုတော့အခုလက်ရှိမန်စီးတီးရဲ့7.5 7.5 7.5နော်အဲအခုမန်စီးတီးရဲ့ပြန်လာနေတယ်ဆိုတော့ အပိုင်းမှာဒါဒေါ်ကူရဲ့ attacking influence ဒေါ်လီကြီးရဲ့ပေါ့လေအဲ့တော့ဒေါ်လီကြီးရဲ့ဆိုတော့အခုနောက်ပိုင်းမှာလည်းဒါသူ့ရဲ့ဟိုဘယ်လိုပြောမလဲဆွမ်းဆောင်ဝင်ရတယ်သူ့စစ်စရာဟုတ်တယ်သူ့ရဲ့ဆွမ်းဆောင်ဝင်ရလဲတော်တော်လေးကိုမိပြထားလို့မရဘူးပေါ့လေဟိုမန်စီးတီးတိုက်စစ်ရဲ့တံတန်းလုံးမှာ तू က explosive အမြင့်ဆုံးကစားသမားဖြစ်တယ်နောက်ပြီးတော့တပွဲပြက်မြောက်ကို तू ကဒါဂိုးရနိုင်ကြီးရှိတဲ့ဟိုပမာဏ0.14လောက်ရှိတယ်နောက်ပြီးဂိုးရနိုင်ရှိတဲ့ဖန်နီးမှုကလည်း 0. ဟိုပါပေါ့ဟို3.5လောက်ရှိရဆိုတော့ဒါဒီကစားသမားတော်တော်လေးအားကောင်းတယ်ပေါ့လေအကူကတော့ ဟိုဖုန်းနဲ့ထက်တောင်တော့သူ့ကိုပို့ပြီးတော့ရွေးစေချင်တယ်ဗောလေအဲ့တော့ဒီအမ်နောက်မေးခွန်းကဗောလေဒါညီလေးကိုလည်းအမြင်နဲ့ဟိုဘဖြစ်မှာပါဒီ game set ပဲဗောလေဟုတ်7အဲ sorry any game 7ဗောလေဒါ captain ယူရမယ်ဆိုရင်ဒါညီလေးပြဖြစ်နေတယ်ဘသူ့ကိုအချံပြုတ်ကျင်လဲ differential အနေနဲ့ရောဒါဘသူ့ကိုအချံပြုတ်ကျင်လဲဒီ game 7အတွက်ဒီ safe captain option တော့ကျွန်တော်တခင်လေးဟာလန်ကိုရွေးပါတယ်သူ့ ဖောင်လဲရန်ကောင်းတယ်မစီတီဖောင်လဲကောင်းတယ်သူ့ဖောင်လဲကောင်းတယ်ကိုသိန်းချီတဲ့ရမ်းမြင့်နေတယ်ဒီဂျာရဲ့ချန်ပီယံလိမာလဲအဲဆဲဆက်တဲ့လေကိုရှူရဲ့ဂျာရဲ့ချန်ပီယံလိမာလဲသူနှစ်ကိုသွင်းထားတယ်အဲကြောင့်ကျွန်တော် safe option နေနဲ့သူ့ကိုတော့ချွေချက်မရှိရွေးပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းသူ့ကိုပဲချွေချက်မရှိထွက်ဘက်ကပရင်ပေးခဲ့တဲ့အတွက်အဲစင်ပြေခဲ့ပေါ့နော်ပေါက်သွားတယ်ပေါ့လေဟောပေါက်သွားတယ်ပေါ့နော်ဟောသွားတယ်ပေါ့အဲ depression cup နေနေတော့ကျွန်တော်နည်းနည်းလေးထူးဆန်းတာလေးရွေးခြင်းနဲ့ဟို ဘာလို့လဲဆိုတော့တခင်ကြီးဆက်လက်ပါဟိုတခင်ကြီးဆက်လက်ကဘာလို့ temperature ကတ်လို့ပြောရလဲဆိုရင်အရင်တော့အဲ့လိုအပြောတော့မစောစေးကြည့်ဘူးဗောနော်ဒီဒီတပတ်ရဲ့ toss bar အောက်အများဆုံးကစားသမားဆက်လက်ပြဆက်လက်ဖြစ်နေဟုတ်တယ်အဲ့ဆိုသူပြောရရင် temperature ဖြစ်နေဆက်လက်က temperature ဖြစ်နေဆိုတော့ကျွန်တော်တို့ဒီ FPS တပိုင်းမှာမရှိဘူးမရှိဘူးလေဒီကနေမှပဲရှိရဟုတ်ကဲ့ဒါပေမဲ့ဒီတပတ်မှာတော့သူ temperature ဖြစ်ကောင်းဖြစ်လိမ့်မယ်တွေ့ရတာလဲချက်စီးနဲ့အဲချက်စီးဆိုတာဗျာဟိုပြောရရင်အခု ออนไลน์มาเป็ดเนี่ยดิโหนานีทีมဖြစ်เนี่ยนายนาไม่นายนีพี่เนี่ยดิยะไปได้เยพี่เองไอ้ลิเวอร์พูลอ่ะเชลซีเนี่ยတွေ့တိုင်းเปนัลตี้ตลอดยัดได้แต่เต็มเนี่ยอะจอ तू ดีอูบันเปลียนนี่โกไม่ได้တောင်เปนัลตี้อ่ะนี่ก็โกยามล่ะลูกเนาะเราပြောเล่นมีบาร์เลยอะจอเราตัวดิเฟรนเชียลคัพก็တော့อาสาเล็บป่ะဟုတ်ညီလေးညီလေးစီကူပြောပြပါဦး ကျွန်တော်ကလည်းအခုလိုပဲ save ကတည်းကကပတိန်ပေါ့သူကဟာလန်ဟာလန်ပေါ့ဟာလန်ပေါ့ဟာလန်ကဘာကြောင့်ယူရလဲဆိုတော့ဒီ brand 4ကအဲကျွန်တော်ကကြည့်လို့ရှိရင် sg consider တင်နဲ့ကြည့်ရပြီ fashion blog တွေပေးရလဲ ig ပေါ့ sg consider မှာသူက brand 4ကအဆင့်၄ချိန်တယ်ပေါ့နော်ဟိုအများဆုံးပေးရ၄သိန်းမြောက်သိန်းပေါ့ဟုတ်တယ်သူ့ပေါ်မှာ united တို့ရှိမယ်ဘန်လီတို့ရှိမယ်ပေါ့နော်အဲအဲ့တော့ဟာလန်ကတော့မဖြစ်မနေယူသိန်းသွားပြီပေါ့နော်သူတို့ကအင်ကွင်းအဝေးကွင်းမရှောင်ဘူးဗျဟုတ်တယ် ပြီးတော့ဒီ differential ကကြတော့တသိန်းနဲ့ပဲအကိုဝင်ကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ဟိုအတူကူပေါ့တူကူကဟုတ်သူကဟိုဝယ်ရလူကလည်းနည်းတယ်ဗျာတော်တော်လေးနည်းနေနေတယ်နည်းနေတော်နည်း6.2ပဲရှိနေသေးနေသေးဟုတ်ဟုတ်တကယ်တော့ဟိုတူကူကဒီယာဒီမှပုံပြီးတိုးတက်လာဟုတ်တယ်ပြီးရရာဒီတော့လုံးဝမယုံရတာဟုတ်တယ်သူ final သားဆုံးနဲ့ရောက်ဘာလို့လို့လုံးနေမှမသိဘူးသူတို့တူတူလည်းတိုင်းလေလဲနေတာသိရမှာဟုတ်တယ်အဲ့တော့ဒါညီလေးကတော့ဟိုဒူကူရွေးတယ်ဟို differential ကိုဝင်ပြောပြပါအောင်အမ်အကူကတော့ဒီဟိုဒီဘက်မှာတော့ဒါအားလုံးနည်းနည်းပါပဲကိုကတော့ စဉ်းစားထားတာဗာလဲဆိုတော့တခင်းကိုပြစ်ပယ်လိုက်ပြီဒါပီကေရာဒီကပြစ်ပယ်လိုက်တာပေါ့အဲ့တော့ပီ sorry ပီကေရဲ့ဂိမ်းဝင်တွေကပြစ်ပယ်လိုက်တာပေါ့အဲ့တော့ဒီဘက်မှာတော့ကတော့ဟာလမ်းမဲ့ဆက်ပေးမှာဒါပေမဲ့ defensive ကက်ကိုတော့ကိုကတော့ brighton main တက်ကိုပေးချင်တယ်ဘာလို့လဲဆိုတော့အမ်နည်းနည်းတော့ risk ပြရမယ်အမ် risk များပြီမဲ့ main တက်ရဲ့ main တက်လည်းတော်တော်ကောင်းတယ်တော်တော်ကောင်းတယ်ဟုတ် လေးဘက်လား၅ဘက်လားမသိဘူးခိုးကျန်းနေဟုတ်တယ်ခိုးကျန်းနေတာကခိုးကျန်းနေဟုတ်တယ်ဟုတ်တယ်ခိုးကျန်းနေတာဘာလို့တော့စပါးတဲ့ဘွဲမှာသူ့ကိုဒီဟာဒီမှာအရင်သတိထားမိကြတာကူကဟုတ်ဟိုအရင်တော့ပြီးခဲ့ရာတွေကဒါ main deck ကိုလည်းအမှန်တိုင်းပြောရမယ်ဆိုတော့ဒေါ်ကူလိုပဲဟိုဘယ်လိုပြောမလဲဟိုဟာဒေါ်ကူလိုပဲပေါ့လေဟိုဘယ်လိုပြောတမငါရှာမှာပဲကြည်တာဒါပေမဲ့ဒီဟာဒီမှာသူတော်တော် Brighton ရဲ့တိုက်ဆက်မှာမီတူမာနဲ့သူကပုံပြီးခင်ရကြတယ်ဘာလို့လဲဆိုတော့ဒီမီတူမာငုတ်သွားပြီနော်မီတူမာငုတ်သွားပြီသူဘာလို့လဲဆိုတော့ပြိုင်ဘက်ရဲ့ defensive line ရဲ့နောက်ကိုခိုးထွက်တာသူ့ဘက်ထွက်တာ သူ့ရဲ့ pace ကလည်းတော်တော်ကောင်းကောင်းလေအဲ့တော့သူ့စီကအများကြီးမျှော်လင့်လို့ရတယ်အဲ့တော့အခုတွေ့မှာလည်းဝုနဲ့တွေ့မှာအဲ့တော့ကိုကတော့ main တက်ကိုကတော့သဘောကျရပါလေဟုတ်အဲ့တော့နောက်ဆုံးမင်းကတော့ဒါဒီစင်တဲ့အသက်လိုပဲပြောလို့ရမှာပေါ့ဒါပြီးခဲ့တဲ့ဘက်ကတော့ညီလေးပြောပြော fail သွားတယ်ပေါ့ fail ပါ fail တယ်ပေါ့လေအဲ့တော့အဲဒီဘက်မှာဒါညီလေးပြောပြောရဲ့ဒါ game 7အတွက်ဒါပေါက်ကောင်ဘယ်သူဖြစ်မလဲဒါညီလေးလည်းပြင်ရင်ဒါတစ်ဆယ်တည်းဖြစ်ပြီးပါတော့ညီလေးလေဟုတ်ကဲ့ဟိုတော့အောင်လုံးဖြေရပါဘောတော့ဒီစင်စီကတော့ပြီးခဲ့တဲ့ဘက်ကပေါက်ကောင်ကဘယ်ကောင်ကလည်းဖြေးသွားတယ်ပေါ့နော် ဟိုပြောရင် WhatsApp ကျွန်တော်ခံမှန်းထားသလိုဒီကောက်တိုက်ကူကနေပေါ့ကိုခွေပြုခဲ့ရပြီပဲဟိုကောက်တိုက်တဲ့လူကကိုကောင်မဖြစ်ဘူးလားတက်ကောစကီမဖြစ်ဘူးတက်ကောစကီမဖြစ်မကေဂိမ်းဖြစ်သွားတယ်ဟဲ့ဟုတ်တယ်အဲကြောအဲမကေဂိမ်းဖြစ်တာ sorry ပါမကေဂိမ်းဖြစ်သွားအဲကြောအဖေးသွားပြီပေါ့နော်ဒီတစ်ပတ်တော့ကျွန်တော်ကူးဆိုင်ပြီးတော့ဒီရှာလေးရွေးရွေးထားပါတယ်ဒီတစ်ပတ်ရဲ့ပေါက်ကောင်တော့ဒါမန်စီးတီးရဲ့အဖိုးတန်းပါအဲကြောဘာလို့ရွေးလဲဆိုတော့ဒါ ဘရန်ဖို့နဲ့တွေ့လို့ပါဘရန်ဖို့နဲ့မန်စီတီနောက်ဆုံးတွေ့ဆုံငင်းတဲ့ဒီရှစ်ကြိမ်မှာဖိုဒန်က9ဂိုးထိရထားတယ်ပေါ့နော်အပြီးရင်ဒီပွဲကိုကျွန်တော်ဂိုးညားလိုက်မယ်လို့လဲတစ်ဖက်နဲ့တစ်ဖက်ဂိုးသွင်းပြီးတော့ဂိုးညားလိုက်မယ်လို့လဲကျွန်တော်ယူဆမိရယ်ဟုတ်ကဲ့ပါပေါက်စီးပေါက်ကြီးရနေနဲ့နေနေပဲပေါ့နော်အဲဒါပေမဲ့ဟန်နီကတ်ကြီးကြောင်းတော့ကျွန်တော်ညီလေးစီကတော့ပူတိပါအဲအဲကြောင့်ဒီပွဲမှာဂိုးညားလိုက်မယ်လို့ထင်တဲ့အတွက်ဒီပွဲမှာဖိုဒန်အနေနဲ့ ဂိုးဒါမှမဟုတ် assist တခုခုလုတ်ပြီးတော့ return ရနိုင်မယ်လို့ညွှန်လင်းပါတယ်ဟုတ်ညီလေးစုခုဟုတ်ကျွန်တော်ဒီ game week 7အတွက်ပေါက်ကောင်လေးဖြစ်ပြီးပေါ့ဟုတ်ဒီဘက်ရဲ့ပေါက်ကောင်တော့ကျွန်တော်ကညားကလည်းခိုးရပါတယ်ဗောနော်ကာဆယ်နဲ့ကာဆယ်ပေါ့ဒီရှေ့ game week 6မှာလည်းသူခိုးသွင်းခဲ့တယ်ဟုတ်အစနေနဲ့ပွဲမှာလေးအာကာဆယ်တိုက်ဆင်မှုဗောနော်ကလန်ကလာကြီးပေါ့ကလန်ကလာဟုတ်7.1 million ရှိရယ်ဟော်တမားတဲ့ကိုရွှေ့တယ်ဗျဟုတ် ownership percent ကလည်း4.7ပဲရှိတော့တော်တော်နည်းရယ်နော်ဟုတ် သူဟောရတယ်ဒါ run ကလုံးဝတဖုံလို့ထိုးတတ်မှာဟို differential လည်းဖြစ်တယ်ပေါ့နော် differential လည်းဖြစ်ဟုတ်ဟုတ်ကဲ့ပါဒါအဲ့တော့အခုလိုမျိုးဒါဒီ season လေးကိုဒါပြည့်ပြည့်စုံစုံဖြေချပေးတဲ့အတွက်ဒါညီလေးပြဖြိုးရောဒါတကူတကားနဲ့လာရောက်ဖြေချပေးတဲ့ special guest ဖြစ်တဲ့ဒါညီလေးစကူရောအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Soccer of Fantasy Premier League ခဏကိုအမြဲတစေစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက် season နဲ့မှာပြန်လည်ဆုံတွေ့ပါမယ်